ဒီလဝရှိ20ရက်ဇေလမှာ26ရက်ဇေလ2025တပတ်တာတနိကရိသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပြမှာဖြစ်ပါလိမ့်ရှင်တနိကရိသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်အလုပ်ကံမကောင်းသေးဘူးဒါပေမဲ့သိခံရမယ်စိတ်ရှည်ရမယ်ဒါမှအဆင်ပြေမယ်နော် တန်မိုးကြီးသောပစ္စည်းအလေးခံရတဲ့တောင်းသတိထားပါမိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့ကိုယ့်အချင်းမြေလွဲမလာတဲ့ခံရတဲ့ခင်ဆိုင်ပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့များအစီအပြေမင်းအိမ်ကကြီးကြီးရဲ့အူကြီးကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိတယ်။ဆွေမျိုးသားကြီးစီမှာတရေကောင်းတွေကြားတဲ့ဒီတောင်းတော်တရေနေဖြစ်တဲ့ဒီ ရဲအန်ဒီရဲ့အနောက်ရှက်လုံးဝမရှိဘူးချစ်သူခင်သူတွေပေါ်လာပြီးတပတ်တာလို့တွေ့ရတယ်။အချီအင်းနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွင့်ရတဲ့ဒီဖြစ်မိအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ပဲအပေါ်မှာစိတ်တိုင်းမကြခြင်းအလိုမကျခြင်းညှူးဆူခြင်းဒါတွေတွေ့ရတယ်။ကျမကြီးနဲ့ပတ်သက်ရင်ခါအောက်ပိုင်းကျမကြီးရဲ့တဲ့ကိစ္စပါ။ဤကျမ်းမှုညီကျမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ လောက်ကင်နဲ့ပတ်သက်ပြီးတော့ကိုသီးလောကကင်ကခက်ခဲစီတဲ့အရာလေးတွေ့ရတာမို့လို့စိတ်တကြပဲအေးချမ်းလေးလို့တွေ့ရတာပေါ့နော်။ကဲနဲ့ပတ်သက်ရင်တော့အကောင့်နေကံထောက်ပတ်ဖြစ်စီဖို့အတွက်ချီထိုးခြင်းနဲ့ဆိုရင်တော့သုံးရတလုံးချီထိုးကန်ဆယ်လို့ရတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ပူပန်စရာစူးစူးဝါးမရှိဘူး။ပေါ်မှာငွေကြီးနဲ့ပတ်သက်ပြီးတော့ခက်ခဲကြက်တဲစီရဲ့အရာတော်မှလက်ရွှေပဲလက်ဖွဲ့ပဲမိမိပြောဆိုတဲ့အောင်မြင်စီပဲလို့တွေ့ရတယ် မိခင်နဲ့တူတော့အမျိုးသမီးတွေရဲ့အကူအညီထောက်ပံ့ကောင်းရမယ်။နောက်မိခင်စီကလည်းအကူအညီကောင်းထောက်ပံ့ကောင်းရမယ်။အဲတော့ကံရဲ့တပတ်တာမှာအထောက်ပံ့ကောင်းတွေများစွာရရှိစီဖို့အတွက်ဖခင်မှာလွားတို့နှစ်ခွက်လူတန်းချင်းပြည့်ပြီးခက်ခဲနေတဲ့တပတ်တာအလုံးစုံစီပြီးသွားပေးလို့ရရပါလိမ့်ရှင်။မင်္ဂလာပါရှင်။၂၀ရဲ့ဆယ်လမှာ၂၆ရဲ့ဆယ်လ2025တပတ်တာတနင်္လာသားသမီးချင်းမေးဆိုရင်အလုတ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါလိမ့်ရှင်။ ဒီနေ့လာတာတပီချိမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ဆုံးရှုံးစီတဲ့အရာလေးတွေများတဲ့သူဒါကြောင့်မို့လို့ချီးချိန်ပြီးတော့မှလုပ်ကြိုင်ပါဘသူ့ကိုမှမယုံကြည်ပါနဲ့ဒါလေးကိုသတိပေးချင်ပါတယ်တန်မိုးကြီးတော့ပစ္စည်းဝင်လာမှုရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အတိုက်ခံလေးတွေစကားပြောရမယ် ကိုကစီတနာနဲ့ပြောလိုက်တဲ့အရာလေးကကို့အပေါ်မှာအထင်ကြီးလွဲပါတာလေးခံတယ်တယ်ဒါတော့ဘယ်လိုဆိုင်တော့အိမ်နဲ့ပတ်သက်တဲ့ကိစ္စရစ်တီအစီအပြေမင်းအိမ်ကိစ္စညာတန်းကြီးကိစ္စရည်ရွယ်ထားတဲ့ကိစ္စလေးတွေအစီအပြေမယ်လို့တွေ့ရတယ်။ဆွေမျိုးသားချင်းစီကကိုကြီးကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။အလိမ်ညာခံတတ်တဲ့ကိစ္စိုက်ပါမိမိကသူ့တစ်ပါးအပေါ်မှာယူသားပေမဲ့ကို့အပေါ်မှာမယူသားတာခံတတ်တဲ့သတိထားနော်။ အခြေအနေနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်တွေပြတ်တောက်သွားတာမျိုးကိုတကယ်နှစ်လိုပဲရှိခဲ့သူတွေကိုကအဆက်အသွယ်မရတော့တာမျိုးဒီလိုလေးတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ကျန်းမာရေးညံ့တဲ့ပါတယ်။ကျန်းမာရေးညံ့ပြီဆိုရင်လည်းပဲခြေထောက်နဲ့ပတ်သက်တဲ့ယောဂါကျန်းမာရေးညံ့တဲ့ပါတယ်ပြုစိတ်ပါနော်။ဒီမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့စူးစူးလုံးဝမရှိဘူး။ရခိုင်ကနေကကျန်းမာရေးညံ့နေတယ်လို့တခြားခြားဖြစ်လာခဲ့တယ်ဆိုရင်တော့ဒီတစ်ပတ်ချင်းမှာအနာနဲ့ဆင်းနဲ့တွေ့သွားမယ်။ ဆရာကောင်းတစ်ပါးတော့တွေ့သွားမယ်ဒီလိုလေးမြင်တယ်ပေါ့နော်ကံနဲ့ပတ်သက်ပြီးတော့ကံကတော့ကောင်းနေချီချိုးကန်ဆယ်ခြင်းတွေဆိုတော့ခုနှစ်တလုံးချီချိုးကန်ဆယ်လို့ရတယ်ဝေးကြီးလက်လာပါလေရှင်လန်းမေဝင်လန်းမေတပတ်တာပါအောင်နဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြည့်လိုက်တဲ့အခါကိုနဲ့ရင်းနှီးသောမိတ်ဆွေဒါပေမဲ့ကိုနဲ့ဒီနေ့ဝေးသောဆွေမျိုးသားချင်းတွေကနိုင်တရေကြတဲ့တင်အဲ့တော့ကံရဲ့အထောက်ပံ့ကောင်းနေ ရရှိစီမှုအတွက်ဒီဘက်တောင်မှစိတ်ပြေမှန်းခြင်းနဲ့ကင်းဝေးမယ်ဝေးကြီးကိစ္စနဲ့အဆင်ပြေမယ်အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲတွေ့ကြည်စီဖို့အတွက်မိမိနေအိမ်ကခင်ဗျားမှာစပယ်ညွှန်ရှိညွှန်ပြန်ပြန်ပြပါဒါလေးလူနာလိုက်တဲ့အတွက်ကြောင့်မလို့မိမိမှာခက်ခဲနေတဲ့တပတ်တာအလုံးစုံကိစ္စဖောက်ပြောပြီးကောင်းကျိုးချမ်းသာတွေရရှိစီမှာပဲဖြစ်ပါရှင်ဒီကလာဝရှိ20ရက်10လ2025မှာ26ရက်10လ2025တပတ်တာ အင်္ဂါသာသမီချင်းမိစုရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါရဲ့ရှင်။အင်္ဂါသာသမီချင်းမိစုရဲ့အလုကံအရင်ကောင်းအလုနဲ့ပတ်သက်ပြီးတော့တရေကောင်းလေးချမ်းအမေပို့လုထားတဲ့အလုကနေပြီးတော့အကျိုးမြတ်များစွာရရှိစေပေးအလုနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပေးတပတ်တာလုပ်ပြရတယ်။တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိပါတယ်။ရီမန်းတာတစ်ခုနောက်တကယ်ကိုဝင်လာတဲ့အရာလေးရတစ်ခုလေးတန်မိုးကြီး ကြည့်တဲ့တပ်ဖို့ကြည့်တဲ့အရာလေးတပ်ဖို့ရှိတဲ့အရာလေးဝင်လာမယ်လို့မြင်နေမိတ်ဆွေကရန်ကောင်းနေမိတ်ဆွေရဲ့ဆရာသမားတွေဇီယာနေနှုတ်ဆောင်ပါခြင်းခွေးဆောင်ပါခြင်းအကျဉ်းဉ်ကောင်းပေးခြင်းဒီလိုလေးတွေ့ရတာပေါ့နော်အိမ်နဲ့ပတ်သက်ရင်တော့စိတ်ရှိသွားတယ်အိမ်မနေလို့စိတ်မရှိဘူးအပြင်ကိုသွားနေရတယ်ဆိုပြီးပြောရှုနေတယ်အိမ်မနေမပြောဘူးလို့တွေ့ရတာပေါ့နော်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အာယုံနောက်ပါပဲဆိတ်ရှုပါမယ်ဒီလိုလေးတွေ့ရတယ် ရဲအနေနဲ့တိုက်ခိုက်ရှိပါတယ်မိမိကိုမနာလိုနေတဲ့သူတွေရှိတယ်တတိကပါနော်အချင်းကြီးနဲ့ပတ်သက်ပြီးတော့ချစ်သူစိတ်ကိုစိတ်ပြတ်သွားတာမျိုးကြုံရတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ကြီးရေးမှာတကြက်ကြက်ဆိုသူတို့စကားတွေများတဲ့တည်းအေးချမ်းမှုရေးချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်တကယ်ဖြစ်ပြီးဆိုတော့လည်းကိုယ့်ရဲ့မိသားစုရဲ့အိမ်လူရေးလေးတွေမှာကဲကဲလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့မအေးချမ်းသေးလို့တွေ့ရတာပေါ့နော်။ကဲနဲ့ပတ်သက်ရင်တော့အားနေတယ် ို့ပေမဲ့မဖြစ်မနေဒီတို့ကန်ဆယ်ချင်နေဆိုရင်တော့ငါးတလုံးဒီတို့ကန်ဆယ်လို့ရတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ရှင်လန်းပွင့်လန်းလာမယ်တပတ်တာပါ။ဘာမှစူးစူးမွားဖို့ပန်စရာမရှိပဲနဲ့အမျိုးသမီးကောင်းတွေရဲ့အူကြီးထောက်ခံကောင်းတွေရမှုသိမှုသိရတော့ဘောနော်။အဲ့တော့ကိုနဲ့ခင်မရင်းနေတဲ့မိတ်ဆွေတကယ်ကြီးတော့ကိုရဲ့အထက်လူကြီးမိဘဘောနော်။ဘိန်းအမျိုးသမီးတွေပေါ့မိဘတွေရဲ့ကုညီမှုတောက်ပတ်မှုရရှိစေမယ်လို့တွေးရပါတယ်။အဲတော့အင်္ဂါသားသမီးအနေနဲ့တပတ်တော့ ကံထောက်ပံ့ဖြစ်စေဖို့အတွက်မိမိနေကဘုရားမှာဒေးချင်းနှစ်ခွက်လူလဲချင်းပြေကဖိနေတဲ့တပတ်တာအလုံးစုံပြည်လဲသွားမယ်လို့ပြောရပါတယ်ရှင်။ဒီမလာဝရှင်20ရက်10လမှာ26ရက်10လ2025တပတ်တာဘုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြီးမှာပဲဖြစ်ပါတယ်ရှင်။ဘုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေအလုပ်ကပတ်သက်ပြီးတော့အပြောင်းအလဲလေးပေါ်တတ်တယ် အဲ့လိုပေါ်တဲ့ပြောင်းလဲရကိုယ့်တွေကောင်းသောပြောင်းလဲခြင်းလို့မြင်နေလုပ်ငန်းတွေကိုတူးချင်ရတာမျိုးတွေရတယ်အလုပ်ကံအရန်ကောင်းလေတံမိုးကြီးသောပစ္စည်းထွက်တဲ့တွေဘယ်လိုစိတ်ပါကိုကအသုံးလိုလိုထွက်သွားတာမျိုးမဟုတ်ပဲနေအပေါက်ခံရတာနောက်ပြီးတော့ကပိုင်းနဲ့ခံရတာအလူရဲ့ခံရတာဒီလိုမျိုးနဲ့ထွက်တဲ့တွေဘယ်လိုစိတ်တော့မိတ်ဆွေပေါင်းတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေနဲ့ကိုတဲ့ဘာမဟုတ်တဲ့ကိစ္စနဲ့ပြဿနာဖြစ်မယ်ရင်းနှီးတဲ့သူတွေနဲ့လမ်းခွင့်ရတဲ့အစီအဖြစ်တဲ့တယ်နော် အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိုပူပန်ရတာအိမ်ကိုနောက်ဆန်တင်ရတာဒီလိုကိစ္စရည်ရည်ဆိုရတယ်။ရဲအနေနဲ့စွစွမမရှိဘူး။ဒါပေမဲ့မိမိဘက်ကမှန်အောင်လေတချက်ကလေးမှားလိုက်ပြီဆိုရင်တော့တရားတော်ဘုံရင်ဆန်ရမယ့်ကံကိုတွတ်တွင်ရတယ်။အချီးအင်းနဲ့ပတ်သက်ပြီးတော့အချီးအင်းမှာမိမိချစ်သူနဲ့မိမိရဲ့ရည်ရွယ်ထားတဲ့ကိစ္စရည်ကလေးတွေနှောင့်နှေးသွားစေတာဒီလိုလေးတွေ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းတာယာစီပဲအိမ်တော်ကြီးပါ။ ဆရာမကြီးနဲ့ပတ်သက်ရင်တော့စူးကျူးလုံးဝမရှိဘူးဒါပေမဲ့စူးကျူးမရှိဘူးဆိုပေမဲ့အနည်းတိုင်းစားတော့ပါရင်ဘူးကြောင့်ဆရာမကြီးချူကြတဲ့တဲ့ကယူဆိုင်တော့အေးချမ်းချင်းညီချမ်းချင်းရောက်ရှိလာမယ်တပတ်တာပါမိမိကိုလုတ်ကန်နဲ့ပတ်သက်ပြီးတော့ငွေကြီးကန်နဲ့ပတ်သက်ပြီးတော့ကန်ချမမျက်နှာသာပြီးတဲ့တပတ်တာမှတွေ့ရတယ်ချီတိုကန်ဆန်းချင်တယ်ဆိုရင်တော့6တလုံးချီတိုကန်ဆန်းလို့ရတယ်ကန်အောင်ကောင်းပါတယ် ဝေးကြီးတဲ့လာပါလေရှင်လန်းလာပဲဝင်လန်းလာပဲတပတ်တာပြောတိုင်းဆိုတိုင်းကိုဖြစ်နေပဲတပတ်တာလို့တွေ့ရတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပေးကြည့်လိုက်တော့မိမိမှာနောက်ဆန်နေရမယ်ဆိုတာကမိသားစုဝင်အမတော်၎င်းနော်နော်အမေတော်၎င်းအဖေတော်၎င်းဒီလိုမျိုးတွေအတွက်နောက်ဆက်တင်းစီရမယ်အရာလေးတော့တွေ့ရတယ်။အဲတော့တပတ်တာမှာ ကံရဲ့အထောက်ပံ့ပေါင်းတွေရရှိစေဖို့အတွက်ခွေးစာများများချိပါယခုလိုခွေးစာချိပြီးတော့ပို့တော်လုပ်လိုက်တာလေမိမိကက်ကဲနေတဲ့တပတ်တာအလို့ဆုံးပြည်တယ်သွားမိတို့တွေ့ရပါတယ်ရှင်ဒီမလာပါရှင်20ရက်ဇေလမှာ26ရက်ဇေလ2025တပတ်တာဂျာတာဘီတာတမီချိပြီးဆိုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြမှာဖြစ်ပါတယ်ရှင်ဂျာတာဘီတာတမီချိပြီးဆိုရင်အလုတ်နဲ့ပတ်သက်ပြီးတော့ပင်ပန်းနေရမယ် အဲ့လိုပေမန်းတော့အကျိုးမြတ်လေးများစွာရရှိစေတယ်လို့တွေ့ရတာပေါ့နော်။တံမိုးကြီးသောပစ္စည်းတွေဝင်လာလို့ရှိပြီပါလေ။မိတ်ဆွေကရန်ကောင်ပါလေ။မိတ်ဆွေစီမိတ်ဆွေပါလေတွေ့ရမယ့်အချိန်ပါပဲ။အေးနဲ့ပတ်သက်ရင်တော့အေးကိုနောက်ဆက်တင်ရမယ်။ကြီးခဲ့တဲ့ပုံပန်းမေးဒီလိုလေးတွေ့ရတာပေါ့နော်။ရှင်မျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရှုစရာတွေကြုံရတဲ့ဒီ။ရန်ရည်တိုက်ခိုက်ရှိတဲ့တတိယပါနော်။အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာ အလုံးခွင့်နေခြင်းအိမ်တော်ကြီးအီးချင်းသာယာစီမဲ့တပတ်တာပါကျမ်းမာရေးပတ်သက်တော့စူးစူးလုံးဝမရှိပါဘူးအီးချင်းမှုရေးချင်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အေးရန်အရာကတိပြီးပြီပဲအပေါ်တောင်းဝင်ယူပြီးတော့လုပ်ပေးရတာကန်ပေးရတာပြောပေးရတာစူးပေးရတာဒီလိုလေးရှိရတဲ့ကြောင်းမအီးချင်းလေးလုပ်ပေးရမှာနော်ကန်နဲ့ပတ်သက်တော့အားနေတယ်တို့ပေမဲ့ဒီလိုကန်ဆန်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးဒီလိုကန်ဆန်းလို့ရတယ် ဝေးချင်းနဲ့ပတ်သက်ပြီးတော့လက်လာပါပွန်လန်းစီမဲတပတ်တာရွှေလန်းစီမဲတပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကျုံပေါ်ပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမကြည့်ရဘူးအဲ့တော့မိမိကိုအရာခက်သိမ်းမိတ်ဆွေကောင်းတကယ်ကြီးကောင်းပေါ့နော်ဒီလိုမျိုးတွေကနေပြီးတော့အူကြီးတောက်ပန်ကောင်းလေးများစွာပြီးပေးဆိုတဲ့တပတ်တောင်တွေ့ရတယ်ဒီတော့ဂျာတာပိတာတိချင်းပိစီတွေကံတောက်ပန်ဖြစ်စီတဲ့ယတရားလေးပြီးချက်နေအဲ့ဒီပေးရမယ့်ယတရားလေးကမိမိဒီအိမ်ရဲ့အရှိပြင်းနေစာမှာ ကန်းပေါ်ပေးပေါက်ကလေးတစ်ပြီးစိုက်ခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်နယ်သွားမယ်လို့တွေ့ရပါတယ်ရှင်။ဒီလောက်ပါရှင်။20ရက်ဆယ်လမှ26ရက်ဆယ်လ2025တပတ်တာတောက်ကြတာတပီချင်းမီစုရဲ့အလုပ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။တောက်ကြတာတပီချင်းမီစုရဲ့အလုပ်ကင်ရန်ကောင်းနေအလုပ်နဲ့ပတ်သက်ပြီးတော့ကိုလိုချင်တဲ့အလုပ်မျိုးကို အချာမချာရရှိစေမယ်လို့တွေးရတယ်။ဒါပြင်အယောင်းဝယ်သမားများအနေနဲ့လည်းပဲရှောင်းပန်းဝယ်ပန်းတွေဖွင့်လှစ်စီမယ်တပတ်တာပါ။တန်မိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေကရန်ကောင်းပါတယ်။မိတ်ဆွေတကယ်ချင်းအပေါင်းတိတိနဲ့အတူတူအလှူတွေလုပ်ရမယ်လို့တောင်းပြရပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိစ္စစီစီညွှန်ကြားမှုတွေအစီအစဉ်ပဲအိမ်နဲ့ပတ်သက်ပြီးတော့လုံဆောင်ချက်တွေအများကောင်းပဲအိမ်ရဲ့ယုံကြည်ခြင်းတွေကိုရရှိစေမယ်။ ဆွေးနွေးသားခြင်းနဲ့ပတ်သက်ရင်တော့စိတ်မကောင်းစရာသတိနေကြရတဲ့ပါတယ်။ရဲအန်ဒီရဲ့အတွက်ခဲ့ရှိတဲ့သတိထားပါနော်။ခြေနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လင်းခြင်း၊လူကြည့်လူငယ်ပေါ်ခြင်းအဲ့လိုလေးတွေရတယ်။ဒီတော့ရင်းနဲ့ပတ်သက်ရင်သားသမီးတွေအတွက်လည်းမိမိတီစိတ်ချမ်းသာစရာကြည်လူစရာလေးကြုံရပါမယ်မင်း။ကျမ်းမာရင်းနဲ့ပတ်သက်ရင်စိုးချိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုရင်းချမ်းမှုရရှိလာမယ်တပတ်တောင်လုပ်ရပါလိမ့်။ ကံနဲ့ပတ်သက်ပြီးတော့ကံကအလုံးကောင်းပါလေတီထိုးကံဆန်းခြင်းနေဆိုရင်တော့တတိရဲ့ရှိရဲ့ပါတဲ့နံပါတ်ကိုတီထိုးကံဆန်းပေးပါဝေကြီးလက်လာပါလေရွှင်လန်းပေးဖွင့်လန်းပေးတပတ်တောင်ကအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုပ်ပြီးကြည့်တဲ့ကစိုးဝါးတဲ့ပူပန်မှုမတွေ့ရဘဲနဲ့ချစ်သူခင်သူပေါ်ပြလာမယ်တပတ်တာပါဒီတော့တောက်ချာသားတပီချင်းပြီးစီအတွက်ကံတောက်ပတ်ဖြစ်စီတဲ့ယရိယာကောင်းလေးရကြတော့ဈေးဒီတစုကိုသွားပါသွားပြီးတော့ရွှေရောင် ရွှေကြီးပေါ့နော်ရွှေရောင်ကြီးလေးကြီးအသေးလေးတွေဆယ်လက်လူတိုင်းချင်းပြပြီးကက်ကဲကြီးတွေတပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့ပြရပါတယ်ရှင်ဒီကလာပါရှင်20ရက်ဆယ်လမှာ26ရက်ဆယ်လ2025တပတ်တာစလီသားတပိချင်းမီစုရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်စနေသားတပိချိမိဆွေအလုံးနဲ့ပတ်သက်ပြီးတော့ခက်ခဲစီတွေလုံးဝကြံရတာမတွေ့ကြတာမျိုးလေးကြုံရတတ်ပါရဲ့ တန်မိုးကြီးသောပစ္စည်းတွေထွက်ထွက်တတ်ပါတယ်ထွက်ဖို့လည်းရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့ရဲ့ညွန်ညင်စရာလေးတွေအပြစ်မြင်တာလေးခံတတ်တယ်သတိထားပါနော်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိစ္စအရင်ကောင်းပြီးစီစဉ်ကြွချောင်းမှုလည်းရှိနေပါတယ်ရှေးယူသားချင်းနဲ့ပတ်သက်ပြီးတော့ဆိတ်ရှုပ်စရာကောင်းရှုပ်စရာကြီးကျွမ်းသွားတတ်ပါမယ်။ရဲအန်ဒီတိုက်တိုက်များတဲ့တတိသားပါလုံး။ချီနဲ့ပတ်သက်ပြီးတော့ စစ်သူကမိမိကိုစိတ်ကုန်စစ်ပြတ်သွားတာမျိုးကြုံရတဲ့တည်းအိမ်တော်ကြီးမှာလမ်းခွင့်ရတဲ့အစ်စ်ကြီးအိမ်တော်ကြီးပြဿနာလေးကြုံရတဲ့ပါတယ်ကျမကြီးနဲ့ပတ်သက်ပြီးတော့တရှောင်ရှောင်ဖြစ်တဲ့ပါတယ်။ကျမကြီးနဲ့ပတ်သက်ပြီးတော့ BBD အရင်းလူလူစီးရစီကန်နေပြပြီးတော့ဝေကုန်စီတဲ့ပါတယ်။ကန်နဲ့ပတ်သက်ပြီးတော့ကန်အားအရင်ကောင်းနေချီတိုးကန်ဆဲကျင်နေဆိုရင်တော့သုံးကလုံးချီတိုးကန်ဆန်လို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့တက်တက်မှငွေစုလို့မရဘူး။ တန်ဖိုးကြီးသောပစ္စည်းတစ်ခုခုဆိုတာစုလို့ရတဲ့အဖက်လေးတင်မယ်နော်အောင်နေပတ်သက်ပြီးတော့ပူပန်စီယာချုံမပေးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုဘလောက်ပဲအကောင်းဆုံးနေဗန်ဒီပေးအဲ့လိုဗန်ဒီပေးပေမဲ့လည်းအကောင်းအပြောမခံရတာမျိုးလေးကြောင့်ရတဲ့ပါလေဒါကြောင့်ကံထောက်ပံ့ရစီဖို့အတွက်တပတ်တာမှာလိမ္မောအချူရီ၃ကွက်ခရီးမှလူလန်းချင်းပြမိမိခက်ခဲနေတော့တပတ်တာအလုံးစုံပြည့်လဲသွားမယ်လို့တွေ့ရပါတယ်ရှင်